ားပါရှင်။တန်လီခသွင်းဌာနရဲ့တပတ်အတွင်းအရိုက်ခတ်ဆုံးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်မကနော်ဖို့ပါ။ဒီတပတ်ရဲ့အရိုက်ခတ်ဆုံးသတင်းတွေကတော့ကြားဖြတ်ရာဇဝမှုတွေကို အမြင့်ဆုံးအထိနိုင်နေနိုင်ဖို့အတွက်အမေရိကန်စိုးရကလိန်လယ်မှုစင်တာ စစ်ဆေးရေးတပ်ဖွဲ့ကိုတရားဝင်ဖွဲ့စည်းလိုက်ကြောင်းကြေညာခဲ့တဲ့သတင်း။ထိုင်းကမော်ရီယာငြိမ်းချမ်းရေးသဘောတူညီချက်ဟာဆိုင်းငံ့ထားတဲ့အခြေအနေရှိနေတဲ့တဲ့တင်နဲ့ အမေရိကန်ပြည်ထောင်စုမှာစံချိန်တင်43ရက်ကြာမြင့်ခဲ့တဲ့အစိုးရလုပ်ငန်းရပ်ဆိုင်မှုဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညကအဆုံးသက်သွားခဲ့တဲ့သတင်းအပြင်အခြားစိတ်ဝင်စားဖွယ်ရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ အမေရိကန်ပြည်ထောင်စုဟာမြန်မာနိုင်ငံအခြေစိုက်ကြားပြန်အွန်လိုင်းလေလံမှုစင်တာတွေကနေအမေရိကန်နိုင်ငံသားတွေရဲ့ဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးယူနေတဲ့ရာဇဝတ်ကိုရက်တွေကိုထိတိယောက်ယောက်တိုက်ခိုက်ဖို့အတွက်အရေးယူမှုအသစ်တွေစတင်လိုက်ပါပြီဒီကွန်ရက်တွေဟာလူကုန်ကူးမှုတွေပြုလုပ်ပြီးရရှိတဲ့ငွေကြေးနဲ့မြန်မာနိုင်ငံတွင်းကပြည်တွင်းစစ်ကိုပါထောက်ပံ့နေတာဖြစ်တယ်လို့ဆိုထားပါတယ်အမေရိကန်အစိုးရဟာဒီကြားဖြတ်ရာဇဝတ်မှုတွေကို အမြင့်ဆုံးအစဉ်အထိနိုင်နေနိုင်ဖို့အတွက်လိန်လယ်မှုစစ်တာစစ်စီရေးတပ်ဖွဲ့ကိုတရားဝင်ဖွဲ့စည်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။ဒီတပ်ဖွဲ့မှာ Federal စုံစမ်းစစ်ဆေးရေးဘူရို FBI တရားရေးဝန်ကြီးဌာနရဲ့ရေးဝဲဝန်ဆောင်မှုအဖွဲ့ USSS ကရာရှိတွေပါဝင်မှာဖြစ်ပါတယ်။ ဒီလိန်လယ်မှုစင်တာစစ်ဆေးရေးတပ်ဖွဲ့ရဲ့အဓိကတာဝန်ကတော့မြန်မာကမ္ဘောဒီးယားနဲ့လာအိုတို့လိုအရှိတောင်အာရှနိုင်ငံတွေမှာအခြေစိုက်ပြီးအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိန်လယ်နေတဲ့အကြီးမားဆုံးရာဇဝတ်ကိုရက်တွေကိုစုံစမ်းထောက်လှမ်းဖို့ဖြိုခွဲဖို့နဲ့ခေါင်းဆောင်တွေကိုတရားစွဲဆိုဖို့ဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ခမတ်ချက်အရ2024ခုနှစ်အတွင်းမှာအမေရိကန်နိုင်ငံသားတွေဟာဒီလိန်လယ်မှုတွေကြောင့်ဒေါ်လာ10ဘီလီယံအထိဆုံးရှုံးခဲ့ရပြီးဒါဟာအရင်နှစ်ထက်66ရာခိုင်နှုန်းတိုးလာတာကို ပြတ်သားနေပါတယ်။အမေရိကန်အစိုးရဟာဒီစိုက်ဘာရာဇဝမှုတွေကိုရပ်တန့်ဖို့အတွက်လူဝဲငွေကြေးပိတ်ဆို့မှုတွေပါဝင်ရရှိနိုင်တဲ့အားလုံးသောနှီးလန်းတွေကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီကြိမ်မှာအမေရိကန်ကမြန်မာနဲ့ထိုင်းအခြေစိုက်ကုမ္ပဏီတွေဖြစ်တဲ့ Trans-Asia International Holding Group Thailand True Star ကုမ္ပဏီတို့ကိုပါ ပြင်မှတ်ထားအရေးယူခဲ့ပါတယ်။ဒီကုမ္ပဏီတွေဟာတရုတ်ရာစုကွန်ရက်တွေနဲ့ချိတ်ဆက်ပြီးမြန်မာနိုင်ငံမှာလိမ်လည်မှု စင်တာတွေထူထောင်ရမှာပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီရာစုကိုရက်တွေဟာအင်္ဂလိပ်စကားပြောနိုင်တဲ့လူတွေကိုလိန်လယ်စီယုံပြီးအလောက်ခန့်ကလူကုန်ကူးမှုအကျွေးဆက်ခိုင်းခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအသုံးပြုပြီး online ငွေလိန်လယ်မှုတွေကိုလှုပ်ခိုင်းနေတာဖြစ်ပါတယ်။လိန်လယ်မှုစင်တာစစ်ဆေးရေးတပ်ဖွဲ့ရဲ့ UA ချက်ကတော့ရာစုကိုရက်တွေကို ဖြိုခွဲဖို့အမေရိကန်အခြေခံအဆောက်အဦတွေကိုလုံခြုံအောင်လုပ်ဖို့နဲ့လိန်လယ်ခံရတဲ့အမေရိကန်ပြည်သူတွေကိုအကာအကွယ်ပေးဖို့ပဲဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံဟာအင်ဂျင်ဂျင်ကမ္ဘောဒီးယားနဲ့အငင်းပွားနေတဲ့နေဆက်ဒေသဆိုင်ရာငင်းငယ်သဘောတူညီချက်ကိုအကောင့်ထယ်ဖို့မှုရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ဒီသဘောတူညီချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတက်တည်အဖြစ်ပါဝင်ပြီးလက်မှတ်ရေးထိုးခဲ့တာနှစ်ပတ်ခန့်သာရှိပါသေးတယ်။ထိုင်းစစ်သားတွေဟာစစ်စကက်ခိုင်နေဆက်အနီးမှာမြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်ဒဏ်ရာရရှိခဲ့ပြီးနောက်မှာထိုင်းအစိုးရကဒီလိုဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ကကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာထိုင်းဝန်ကြီးချုပ်အနူတင်ချန်ဗီရာကိုကနိုင်ငံရဲ့ကာကွယ်ရေးခေါင်းဆောင်တွေချမှတ်တဲ့ဆုံးဖြတ်ချက်ကိုသဘောတူကြောင်းပြောခဲ့ပါတယ်။လုံခြုံရေးဆိုင်ရာချိတ်ချောက်မှုတွေကတကယ်တမ်းရော့ကျသွားခြင်းမရှိသေးဘူးလို့သူကဆိုပါတယ်။ဗန်ကောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရဒန်ယာရစစ်သားနှုတ်ဦးတဲ့ကတအူးဟာခြေတော်တစ်ဖက်ဆုံးရှုံးခဲ့ရပြီးဝန်ကြီးချုပ်ကလည်းဒန်ယာရစစ်သားကိုတွားရောက်တွေ့ဆုံဖို့စစ်ဆင်နေပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားတွေကြားနယ်စပ်အငင်းပွားမှုဟာရာစုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ပကြာသေးခင်ကဇူလိုင်လမှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကြောင့်လူ30ကျော်သေဆုံးခဲ့ရပြီးပြည်သူ3သိန်းခန့်နေရစွန့်ခွာထွက်ပြေးခဲ့ရမှုပါတယ်။ရင်းနှီးသဘောတူချက်ကိုတော့မလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးကာလအောက်တိုဘာလမှာလက်မှတ်ရေးထိုးခဲ့တာပါ။ ထိုင်းနိုင်ငံကဒီစာချုပ်ကိုငြိမ်းချမ်းရေးစာချုပ်လို့တရားဝင် သုံးနှုန်းဖို့ညှင်းဆုခဲ့ပြီးကွာလာလမ်ပူတွဲဆောင်မှုရဲ့ရလတ်ဆိုင်ရာပူတွဲကြေညာချက်လို့သာခေါ်ဆိုခဲ့ပါတယ်သဘောတူညီချက်ရဲ့အဓိကအချက်တွေကတော့အငင်းပွားဒေတာကနေလက်နက်ကြီးတွေရုပ်သိမ်းဖို့နဲ့အခြေအနေကိုစောင့်ကြည့်ဖို့အတွက်ဂျားဖြက်လေလာသူအဖွဲ့ဖွဲ့စည်းဖို့ပဲဖြစ်ပါတယ်။ ဒီသဘောတူညီချက်ရဲ့နောက်တစ်ဆင့်အနေနဲ့ထိုင်းနိုင်ငံမှာထိသိမ်းထားတဲ့ကမ္ဘောဒီးယားစစ်သား၁၈ဦးကို ပြန်လည်ပေးဖို့လည်းပါဝင်ပါတယ်။ဒါပေမဲ့အခုလိုမြေမြုံပိုင်းပောက်ကွဲမှုဖြစ်ပြီးနောက်မှာထိုင်းနိုင်ငံကလုပ်ငန်းစဉ်တွေကိုဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ကမ္ဘောဒီးယားဘက်ကတော့သဘောတူညီချက်ကိုဆက်လက်ထိသိမ်းသွားမယ်လို့ပြောခဲ့ပြီးမြေမြုံပိုင်းကိစ္စနဲ့ပတ်သက်တဲ့ဆွဆွဲချက်ကိုလည်းညှင်းဆို့ထားပါတယ်ရှင်။ အမေရိကန်ပြည်ထောင်စုမှာစံချိန်တင်53ရက်ကြာမြင့်ခဲ့တဲ့အစိုးရလုပ်ငန်းရဆိုင်မှုဟာပြီးခဲ့တဲ့ဗုဒ္ဓနေ့ညကအဆုံးသတ်သွားခဲ့ပါတယ်။သမ္မတဒိုနယ်ထရန့်ကအင်ဖြူရောမှာလွှတ်တော်ကအတည်ပြုလိုက်တဲ့ရန်ပုံငွေဥပဒေကြံကိုလက်မှတ်ရထိုးလိုက်တာကြောင့်ဖက်ဒရယ်အစိုးရရဲ့လုပ်ငန်းတွေဟာတဖြည်းဖြည်းပြန်လည်စတင်နေပါပြီ။ဒီရဆိုင်မှုတွေဟာအမေရိကန်ရဲ့စီးပွားရေးနဲ့ပြည်သူလူထုရဲ့ဘဝကိုကျေးမာတဲ့တက်ရောက်မှုတွေပေးခဲ့တယ်လို့ထောက်ပြကြပါတယ်။ ။တမရရဲ့ထိတ်တန့်စီးပွားရေးအကြံပေးသူရဲ့ခမန်းချက်အရရက်ဆိုင်မှုကြောင့်ပုဂ္ဂလိကဂန္ဓာအလုံးကိုင်း6000ခက်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။လေချောင်းသွာလာရေးမှာလည်းအကျိုးဆက်တွေရှိနေဆဲဖြစ်ပြီးဗုဒ္ဓဘူးနေမှာလေခီးစင်တထောင်ကျော်ဖြတ်သိမ်းခဲ့ရပါတယ်။အာနာပိုင်တွေက လေချောင်းထိချုပ်ရေးဝန်ထမ်းတွေလုံလုံလောက်လောက်အလုံးမလုံးနိုင်သေးရင်လေချောင်းခီးစင်တွေကိုအပြည့်အဝပြန်ဖွင့်ပေးမှာမဟုတ်သေးဘူးလို့ပြောပါတယ်။ လဆာမရပဲရာသက်တပတ်များစွာအလုံးလုံးခဲ့ရတဲ့ဖတ်တွဲဝန်ထမ်းတွေကသူတို့ရဲ့မရသေးတဲ့လဆာတွေကိုစောင့်ဆောင်နေကြရပါတယ်။လူမှုဖူလော်ရေးအေဂျင်စီရဲ့ဝန်ထမ်းတွေဟာဆိုရင်သူတို့ရာသင်းတဲ့လဆာကိုနောက်အပတ်ကုန်မှသာ ရနိုင်မှာဖြစ်ပါတယ်။ရန်ပုံငွေရက်ဆိုင်မှုပြေဆုံးခဲ့ပေမဲ့ပြည်သူတွေရဲ့အခက်အခဲတွေကချက်ချင်းပြေလည်သွားမှာမဟုတ်ဘူးလို့သုံးသပ်ထားကြပါတယ်။ အထူးသဖြင့်ဆောင်းရာသီနီကက်လာတာနဲ့အများအပူပင်းစနစ်နဲ့လက်စမီတာခါအတွက်အကူအညီလိုအပ်နေတဲ့အမေရိကန်တွေဟာအကူအညီရရှိဖို့အတွက်အရက်သက်တပတ်များစွာစောင့်တမ်းရနိုင်တယ်လို့ကြွမ်းကျင်သူတွေကသတိပေးခဲ့ပါတယ်။ဒီလုပ်ငန်းရဆိုင်မှုကို Republican နဲ့ Democrat တွေအကြားစံမှရေးဆောင်ရှောက်မှုအစီအစဉ်ရပုံငွေကြောင့်စတင်ခဲ့တာဖြစ်ပြီးဒီပြဿနာကိုအပြည့်အဝဖြေရှင်းနိုင်ခြင်းတော့မရှိသေးပါဘူး။ ဒါပေမဲ့ Homeland Security ဝန်ကြီး Christie Nguyen ကတော့အစိုးရရဲ့စိုင်းချိန်မှာတော့စန္ဒမူနာကောင်းတဲ့ဝန်ဆောင်မှုတွေပေးခဲ့တဲ့ TSA ဝန်ထမ်းအချို့ကိုဂုံပြုစုကြီးဒေါ်လာတစ်တောင်ချင်းမြင့်မယ်လို့ကြေညာခဲ့ပါတယ်ရှင်။ BBC သတင်းဌာနကသမ္မတဒေါ်နယ်ထရပ်ကိုရုတ်တံဖိုင်တိဖြတ်မှုမာရွေးခဲ့တဲ့အတွက်တရားဝင်တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့ထရန့်တောင်းဆိုထားတဲ့ရော့ကျွေးခွင့်ပေးဆောင်မှုကိုတော့ညှင်းပယ်ခဲ့ပါတယ်။ ဒီကိစ္စဟာ BBC မှာအကြီးအကျယ်ကြေရရခတ်သွားခဲ့ပြီးအချွေချင်းညွန်ကြားရမှုနဲ့သတင်းဌာနအခြေခဲတွေယာတုကနှုတ်ထွက်သွားတဲ့အထိဖြစ်ပွားခဲ့ပါတယ်။ BBC ရဲ့ Panorama အစီအစဉ်မှာသမရထရဲ့2021ခုနှစ်ဇန်နဝါရီ6ရက်မိန်ခွန်းအစိတ်ပိုင်းတွေကို တိဖျက်ပြီးပြသခဲ့အောင်မှာအကြမ်းဖက်မှုလုပ်ဖို့ဓာတ်ရိုက်တောင်းဆိုခဲ့တဲ့ဆိုတဲ့မာယွင်းနဲ့အထင်မြင်ကိုပေးခဲ့တယ်လို့ BBC ကဝန်ခံခဲ့ပါတယ်။ ဒီလိုမာယွင်းမှုအတွက်လဲပြီးခဲ့တဲ့နေ့ကထုံးလွှင့်ခဲ့တဲ့ဒီစီစဉ်ကိုနောက်ထပ်ပြန်မပြတော့ဘူးလို့ကတိပြုခဲ့ပါတယ်။ထရန့်ရဲ့ရှင်းတွေကတော့ BBC အနေနဲ့ပြန်လည်ရုပ်သိမ်းဖို့တောင်းပန်မှုနဲ့ဒေါ်လာ1ဘီလီယံရောကြေးပေးဖို့တောင်းဆိုခဲ့ပါတယ်။ BBC ရဲ့တေးဖြတ်မှုမှာထရန့်ဟာကပီတယ်စ ီလမ်းလျှောက်သွားပြီးတတိရှိတဲ့လွတ်တော်အမတ်တွေကိုအပေးကြမယ်လို့ပြောပြီးမိနစ်50ကျော်မှ ပြောခဲ့တဲ့ကျွန်တော်တို့တိုက်မယ်ငဲလို့တိုက်မယ်ဆိုတဲ့စကားကိုဆက်ဆက်ပြီးပြသခဲ့ပါတယ်ထရန့်ကသူ့ရဲ့မိန်ကွန်းကို အရန်တန်တန်းစွာဖျက်ဆီးခံလိုက်ရတယ်လို့ပြောခဲ့ပြီးကျေရှုသူတွေကိုလိန်လေခဲ့တာဖြစ်တယ်လို့ဆိုပါတယ် BBC ကတော့ဗီဒီယိုတိဖြတ်ပုံကိုစရေမှန်တဲ့နောင်တရအကြောင်းပြောပေမဲ့အသေးပြက်မှုနဲ့ရော်ကျေးပေးဖို့အထိ အခြေအနေမရှိဘူးလို့ Trump ရဲ့ဥပဒေအဖွဲ့ကပြန်လည်အကြောင်းကြားခဲ့ပါတယ်။ BBC ရဲ့တောင်းဆိုချက်တွေထဲမှာဒီရုပ်သံဟာအစီအစဉ်တင်နာရီအတွင်း7စက္ကန့်စာသာဖြစ်တဲ့ဆိုတဲ့အချက်နဲ့ American ရဲ့ဥပဒေရဲ့နိုင်ငံရေးဆိုင်ရာပြောဆိုမှုတွေဟာအပြည့်အဝကာကွယ်ခြင်းခံရတဲ့ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ ဒီဖြစ်ရပေါ်ပါပဲနိုင်ပိုင်းအကြောင်းပါပဲ BBC ရဲ့ New Night အစီအစဉ်မှာလည်း2022ခုနှစ်က Trump ရဲ့မိခွန်ကိုအလားတူမာရွက်စွာတီးဖြတ်ပြီးပြသခဲ့ဘူးတဲ့ဆိုတဲ့သတင်းထွက်မှန်ပေါ်ထွက်လာခဲ့ပါတယ် BBC ရဲ့အုတ်ချုပ်မှုနဲ့တီးဖြတ်မှုပိုင်းဆိုင်ရာပြဿနာတွေဟာသမရ Trump ရဲ့ဥပဒေရေးရာစိန်ခေါ်မှုတွေနဲ့အတူနိုင်ငံတကာမှာအယုံဆိုင်မှုတွေဆက်လက်ရှိနေပါတယ်ရှင် တရုတ်နိုင်ငံကနဲ့ထွက်ရှိတဲ့ဓာတ်ရုပ်ပစ္စည်းတွေဟာမြန်မာနိုင်ငံထဲကိုဝင်ရောက်ပြီးနောက်အာရှဒေသတစ်ခုလုံးကိုမတာဖီတမင်ဆူနာမီဖြစ်အောင်ဖန်တီးနေတယ်လို့ The Washington Post ရဲ့သုံးသန်းစစ်ဆေးမှုတစ်ခုက ဖော်ထုတ်လိုက်ပါတယ်တရုတ်ထုတ်လုပ်သူတွေဟာမတာဖီတမင်ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ဓာတ်ရုပ်ပစ္စည်းကုန်ကျန်းတွေကိုမြန်မာနိုင်ငံထဲကလက်နက်ကင်အဖွဲ့အစည်းတွေစီကိုပို့ဆောင်နေတာဖြစ်ပါတယ် ထိုင်းနိုင်ငံမူရစေဝါထိန်းချုပ်ရေးအဖွဲ့ ONCB ဟာမကြာသေးခင်ကတရုတ်ကလာတဲ့ဓာတ်ရုပ်ပစ္စည်းတင်သွင်းမော်တစ်စီးကို ထိုင်းနိုင်ငံမှာလိုက်လံစစ်ဆေးခဲ့ပါတယ်။အမေရိကန်မူရစေဝါနိုင်ငံရေးအဖွဲ့ Agency DEA ရဲ့အချက်အလက်အရဒီဓာတ်ရုပ်ပစ္စည်းတွေဟာကမ္ဘာအကြီးဆုံးမက်သာဖီတမင်ထုတ်လုပ်မှုဘိုဖြစ်တဲ့မြန်မာနိုင်ငံရဲ့တောတောင်ထူထပ်တဲ့ဒေသစီဥတီနေတယ်လို့သိရပါတယ်။ ဒီပြဿနာဟာနိုင်ငံတကာစစ်ဆေးရေးအဖွဲ့တွေကိုအမြဲတမ်းပိတ်ဆို့နေခဲ့တာပါ The Washington Post ရဲ့စုံစမ်းစစ်ဆေးမှုအရတရုတ်ထုတ်လုပ်သူတွေဟာတရားမဝင်ဓာတ်ပစ္စည်းတွေကိုအရှိတောင်အာရှရဲ့ဥပဒေကင်းမဲ့တဲ့ဒေတာရင်းစီကိုပို့ဆောင်ပေးနေပြီးအဲ့ဒီနေရာတွေမှာတော့မူရင်းရာဇာတွေနဲ့ရာဇဝတ်ဂိုင်းတွေကစံချိန်တင်ပမာဏအထိဘတာဖက်တမင်းတွေကိုထုတ်လုပ်နေကြတာဖြစ်ပါတယ် ဩစတြေးလျရဲတပ်ဖွဲ့အရာရှိဟောင်းတို့ကတရုတ်နိုင်ငံရဲ့စစ်မှုလုပ်ငန်းနဲ့ရာဇဝတ်ဂိုင်းတွေမပါပဲအရှိတအအစားကနေဒီလိုမတာဖက်တမင်ထုတ်လွှင့်နိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ကုလသမဂ္ဂနဲ့အမေရိကန်ဥပဒေအဖွဲ့တွေရဲ့စုံစမ်းမှုအရာအရှိတအအစားကရာဇဝတ်ကွန်ရက်တွေဟာတရုတ်နိုင်ငံကနေကုန်ကျစ်ပစ္စည်းတွေကိုအလွယ်တကူရယူနေစေဖြစ်ကြောင်းတွေ့ရပါတယ်။တရုတ်နိုင်ငံကလိုင်စင်ရကုမ္ပဏီဓာစင်များစွာဟာအွန်လိုင်းဈေးကွက်တွေမှာ လိမ့်လေရာမှာအသုံးပြုတဲ့ဓာတ်ပစ္စည်းတွေကိုပို့ဆောင်ကိုရှောင်ရှားဖို့ကုန်ပစ္စည်းတွေမြေပြောင်းလဲတဲ့စနစ်နဲ့ရောင်းချနေကြတာပါငွေပေးချေမှုကိုလည်း Bitcoin လို Crypton Currency တွေနဲ့လက်ခံနေကြပါတယ်။ဒီလိုဓာတ်ပစ္စည်းတွေအလွယ်တကူစီးဆင်းနေတာကြောင့် Asha တိုက်ကိုရင်လွှမ်းမှုနေတဲ့ Metaphetamine တွေဟာတရုတ်ကုမ္ပဏီတွေကဓာတ်ရိုက်ထောက်ပံ့နေတာဖြစ်တယ်လို့ American နိုင်ငံသားရဲ့ဌာနမှအရာရှိတူကပြောပါတယ်။ ရှမ်းပြည်နယ်ဟာဒီမက်တာဖက်တမင်ထုံးလုံးမှုရဲ့အဓိကနေရာဖြစ်ပြီးအထူးသဖြင့်ဝါပြည်သွေးစညွညွရဲ့တက်မတော် UWSA ဖွဲ့အစည်းတွေဟာဒီလုပ်ငန်းတွေကိုလှောက်ကင်နေကြောင်းအမေရိကန်ကဆွဆွဲထားပါတယ်။တာလင်ခတ်သတင်းဌာနရဲ့တပတ်အတွင်းကဘာတဝမ်းကအရိုက်ခတ်ဆုံးသတင်းတွေကိုထုံးနှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးမျိုးကနေအမြဲတမ်းလွတ်မြောက်နိုင်ကြပါစေရှင်။